6ချိန်မြောက်2019အရှိတောင်အာရှမြပြပြိုင်ပွဲကိုမြန်မာနိုင်ငံကအင်ရှင်ပြလက်ကန်ကျင်းပမှာဖြစ်ပြီးပြိုင်ပွဲဝင်အသင်း9နဲ့ဇန်နဝါရီလ20ရက်နေ့မှာစတင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲကိုအင်ရှင်မြန်မာအသင်းနဲ့အတူထိုင်း၊ဖိလစ်ပိုင်၊စင်ကာပူ၊မလေးရှား၊ဟောင်ကောင်နဲ့ဗီယက်နမ်အသင်းတွေကပါဝင်ရှင်ပြိုင်မှာဖြစ်ပြီးကစားသမားစုစုပေါင်း86ဦးဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲမှာကွန်မောင်းအားကစားနည်းနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့မြန်မာလူရွေးစင်အမျိုးသမီးမြားပြစ်ကစားသမားမအောင်ငင်းကအခုလိုပဲပြောပါတယ်။ အဟိုမလေးရှားစီးကင်းအတွက်ကတော့အခုဒီပြိုင်ပွဲမှာလည်းပြောရရင်အရှိတောင်အရှာနိုင်ငံတော်တော်များများပြိုင်ဖက်တွေလာတယ်။အင်ဒိုနီးရှားသတင်းကလွဲလို့ဆိုတော့ ID ကစားသမားရဲ့အခြေအနေပေါ့နော်ပြိုင်ပွဲလာတဲ့ကစားသမားတွေရဲ့အခြေအနေကိုကြည့်ရမယ်ပေါ့နော်ကိုယ်နဲ့ဘယ်လောက်กว่าလဲအဲဒါမှမဟုတ်ကိုယ်ကတိတိအများကြီးစူးစမ်းလို့ရမလားစူးစမ်းရမလားစူးစမ်းမှရမလားပေါ့နော်ပြီးတော့ဒီပြိုင်ပွဲမှာကိုယ်ဟိုစုတစိမ့်ဘယ်လောက်အောင်မြင်မှုဘယ်လောက်ရမလဲပေါ့နော်ဒီပြိုင်ပွဲမှာအောင်မြင်မှု ဒီရွှေတစိတ်တွေတော်တော်ရတယ်ဆိုရင်တော့စီးကိန်းမှာလည်းအချိန်နေကောင်းတယ်လို့ပြောလို့ရတယ်။မပြောလို့လဲဆိုတော့စီးရဲ့ပြိုင်ဖက်တွေကျတော်များများလာတယ်ဆိုတော့ဒီဘလောက်ထိထပ်ပြီးတော့စ조사မယ်ဘလောက်ထိလိုအပ်သေးတယ်ဆိုတော့ဒီပွဲပြီးမှာတော့သုံးသပ်ပြီးတော့ပြန်ပြီးတော့조사တော့အောင်ပါအဲ့ဒီနောက်ပြန်ဝဲကျင်းမရခြင်းနဲ့အောင်မြင်မှုရရှိအောင်ပြင်ဆင်လေ့ကျင့်ထားတဲ့အပိုင်းနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမြှပြအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဦးကျော်ဦးကအခုလိုပဲပြောပါရယ်အမြင်နဲ့ရွှေငွေကြေးရခဲ့တဲ့ကျွန်တော်တို့အသင်းဟာပြီးခဲ့တဲ့စင်ကာပူစီးကိန်းမှာ စုရစိတ်နဲ့လွဲရတဲ့အခုစုရစိတ်နဲ့တော့မလွဲအောင်လစဉ်စီကိန်းဂျူတက်စပန်များကိုကျင်းပတယ်ညွှန်ကြားမှုချုပ်လည်းအမြဲတမ်းတက်ရောက်ကြည့်မြင်အားပေးတယ်ကျွန်တော်စုရလည်းပေးတယ်ပြအဲ့ဒါကိုစီကိန်းပုံစံအတိုင်းပြိုင်ပွဲကျင်းပပုံရောပြိုင်ပွဲအနေထားကိုစီကိန်းပုံစံတိုင်းလုပ်ပြီးပြိုင်ပွဲတွေကျင်းပတယ်ပြီးတော့ကျွန်တော်တို့အခုဒီမှာအခုကျင်းပမဲ့6ကြိမ်မြောက်8တောင်အရှာဒကွန်ဆိုင်မြပြပြိုင်ပွဲကဲ့သို့ international expo ကြော်ရဲဒါ sea game အတွက် ပြင်ဆင်တဲ့ပွဲဖြစ်ပါတယ်ပြီးရင်နောက်လာမဲ့မတ်လဒုတိယဘက်နဲ့တတိယဘက်ထဲမှာကျင်းပမဲ့ wall archery ကနေ organize လုပ်တဲ့ WA Asia Cup Asian Cup Archery Tournament ကိုဘန်ကောက်မှာကျွန်တော်တို့သွားပြိုင်ဖို့စီစဉ်ထားပါတယ်ဒါပြီးရင်တော့ SEA Games မှာသွားပြိုင်ပါမယ်ဒါကြောင့်မလို့29ကျင်းတော့8000အစားအစားပြိုင်ပွဲမှာ28ကျင်းနဲ့ဆိုင်စုတစိတ်လိုခဲ့တဲ့28ကျင်းဆိုင်29ကျင်းမှာစုတစိတ်မလွဲအောင်နဲ့ ရွှေတစိမ့်ရရှိအောင်ဖက်ဖက်ကနေပြီးတော့ကျွန်တော်တို့ချုပ်တင်ပြင်ဆင်ဆောင်ရွက်လက်ရှိကြောင်းတင်ပြလိုပါမြန်မာနိုင်ငံမြပြည့်အဖွဲ့ချုပ်ဟာယခုပြိုင်ပွဲကိုစီကိန်းပြိုင်ပွဲအကျိုးပြင်ဆင်တဲ့အနေနဲ့ကျင်းပရခြင်းဖြစ်ကြကြောင်းစီကိန်းမှာထည့်သွင်းကျင်းပမယ့်ပြိုင်ပွဲအမျိုးအစား10မျိုးအပြင်တအူးချင်း ranking ပြိုင်ပွဲများကိုလည်းထည့်သွင်းကျင်းပမှာဖြစ်တယ်လို့သိရပါဗျာ မြန်မာနိုင်ငံမြပြည့်အဖွဲ့ချုပ်ဟာယခုပြန်ပွဲကိုအင်ရှင်အဖြစ်၄ချိန်မြောက်လက်ခံကျင်းပခြင်းဖြစ်ပြီးပြီးခဲ့တဲ့2016ပြန်ပွဲမှာလည်းအောင်မြင်မှုရယူနိုင်ခဲ့ကယခုပြန်ပွဲကိုလည်းမြန်မာနိုင်ငံမြပြည့်အဖွဲ့မှဝိုင်းရင်ကစားသမားများဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့သိရပါဗျာ။